မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ17ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့မြောင်းဝရီမြို့ BGF Gate မှာပောက်ကွဲမှုဖြစ်ပြီးတော့ BGF တပ်ဖွဲ့ဝင်တချို့နဲ့ပြည်သူတဦးတေဆုံးကအဲ့ဒီပောက်ကွဲမှုသတင်းကို BGF ကမပေါက်ကြားစေရန်အတွက်သတင်းအမှောင်ချထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်မေလ9ရက်နေ့ညနေပိုင်းမှာမြောင်းဝရီမြို့တိတ် Gate နဲ့တုံညာ Gate ကြားမှာရှိတဲ့ BGF ဂိမ်းမှာပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့ BGF တပ်ဖွဲ့ဝင်၃ဦးနဲ့ရဲသား၃ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။ဖြစ်တာကတိတ်ဂိမ်းနဲ့တုံညာဂိမ်းဂျားက BGF ဂိမ်းမှာဖြစ်တာ BGF ကသတင်းဖုံးထားတယ်ဘုံပေါက်တော့ gas oil ပေါက်တာထင်ပြီးမှဂိတ်ဘက်ကိုလမ်းလဲကြည့်ရောအငွေ့တွေထွက်နေတယ်စိုင်ပေါ်ထက်ကိုတက်ကြည့်တော့ထိမှန်တဲ့သူတွေကိုကားပေါ်တင်သွားတာတွေ့လိုက်တယ်ထက်တိရတာကတော့ BGF နဲ့အဆက်အသွယ်ရှိတဲ့သူတယောက်ပြောတာတော့ BGF ရဲဘော်၃ဦးနဲ့ရဲသား၃ဦးတည်သွားတယ်လို့ ဖြစ်စဉ်ကိုမျက်မြင်တွေ့ရှိသူကပြောဆိုခဲ့ပါတယ်။နောက်ဆုံးရရှိထားတဲ့သတင်းအရအဲ့ဒီပောက်ကွဲမှုမှာ BGF အဖွဲ့ဝင်တဦးကမူရစေးကြောင်ပြီးတော့၎င်းကန်ဆောင်ထားတဲ့လက်ပစ်ဘုံကိုဖြုတ်လိုက်ရကနေပောက်ကွဲခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ်သတင်းကတော့ပြည်သူများအနေနဲ့မတ်စတချင်းဆလွယ်တိုင်းလွယ်အိတ်လွယ်ချင်းများကိုမပြုတ်လို့ရန်စစ်ကောင်စီကအရေးပေါ်အမိန့်တရထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ PDF များက Maths များကိုတက်၍တော်၎င်းဆလွယ်တိုင်းလွယ်လွယ်၍တော်၎င်းမြို့ပေါ်မှာ machine များကိုစောင်ရွက်လာတယ်လို့သိရပါတယ်။ဒါကြောင့်ရရွာတင်းချိန်အေးချမ်းရင်းနဲ့လုံခြုံရေးအတွက် Maths တက်ချင်းဆလွယ်တိုင်းလွယ်အိမ်များကိုလွယ်ပြီးတော့သွာလာခြင်းများလုံးဝလုံးဝမပြုတ်လို့ရန်စိတ်ကောင်းစီကအမိန့်ထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။ပြည်သူများအနေနဲ့ Maths တက်၍သွာလာခြင်းဆလွယ်တိုင်းလွယ်အိမ်များလွယ်ပြီးတော့သွာလာခြင်းများကို တည်ဆဲဥပဒေအရရေးယူသွားမှာဖြစ်ကြောင်းစစ်ကောင်စီကမြို့နယ်များအလုံးမှာထုတ်ပြန်ကြေညာထားတာကိုသိရပါတယ်စစ်ကောင်စီကဖေဖော်ဝါရီလ10ရက်နေ့ပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းကြောင်းကြေညာပြီးတဲ့နောက်ပိုင်းကစတင်ပြီးတော့နိုင်ငံတော်အလုံးမှာစစ်ကောင်စီရဲ့ဒေါက်တန်ရက်ွက်အုပ်ချုပ်ရေးမှူးများနဲ့အဖွဲ့ဝင်များကိုလုံခြံတပ်ဖြတ်မှုများဇက်တိုက်ဆိုးတလို့ဖြစ်ပွားလျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိမ်းတိုက်ပွဲသတင်းကတော့ဇကိုင်းတိုင်းတန့်ဘလူမြို့နယ်မလဲရွာစစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်သိမ်းပေးရာစစ်ကောင်စီဘက်က6ဦးသေဆုံးပြီးလက်နက်14လက်နဲ့ခဲယမ်းများစစ်သုံးဆောင်ပစ္စည်းများကိုသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့မှာကန့်ဘလူမြို့နယ်မလဲရွာမှာရှိတဲ့စစ်ကောင်စီရဲနဲ့ပြူစောတိအဖွဲ့များအခြေချစခန်းကိုကန့်ဘလူခရိုင်တရင်နှစ်သုံးရွှေဘူခရိုင်တရင်သုံးအမှတ်930တရင်တို့ကတိုက်ခိုက်ခဲ့ပြီးတော့ကန့်ဘလူမြို့နယ်ပကဖနဲ့ခင်ဦးမြို့နယ်ပလာဖအဖွဲ့တို့က ထောက်ပို့နဲ့ဖြတ်တောက်ရေးအဖြစ်နဲ့ပါဝင်ပေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီဘက်က6ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်စစ်ကောင်စီရဲ့လက်လုံတနက်အပအဝင်လက်နက်ငယ်14လက်၊ကြီမျိုးစုံ900ကျော်၊ကြီပေါက်71ခု၊လက်ပစ်ဗုံး3လုံး၊အင်နာက6လုံး၊ဂျမ်မာတစ်ခု၊ equipment 4ခု၊ uniform 3စုံ၊စစ်သုံးပစ္စည်းတချို့ကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲမှာစစ်ကောင်စီဘက်ကလက်နက်ကြီးအလုံးရေ60ကျော်၊လေကြောင်းကနေပစ်ခတ်မှု14ကြိမ်၊112လေယာဉ်နဲ့ဘုံအလုံး60ကျော်ကျဲချခဲ့တယ်လို့သိရပါတယ်။ တပိတ်ချင်းမြို့နယ်ကြောက်ဖြာရွာမှာရှိတဲ့စစ်ကောင်စီရဲ့အင်အား80ခန်းကလည်းကြောက်လုံးကြီးရွာကိုရေချောင်းကနေပြီးတော့လာရောက်ပြီးတော့စစ်ကူပေးတဲ့အတွက်ကြောင့်တိုက်ပွဲအတွင်းမှာ PDF ရဲဘော်10ဦးကြဆုံးခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်ပြည်သူတအုပ်သေးဆုံးပြီး18ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မော်လမြိုင်လမ်းပေါ်မှာရှိတဲ့ဘီလင်းကြုံအိတ်တရားဟာဒီကနေ့မနက်အစောပိုင်းမှာမိုင်းခွဲခံရပြီးတော့ကျိုးသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဘီလင်းမြို့နယ်အတွင်းရန်ကုန်မော်လမြိုင်လမ်းပေါ်မှာရှိတဲ့ကျုံအိတ်တရားဟာမိုင်းခွဲခံရတဲ့အတွက်လုံးဝကိုတုံးလို့မရအောင်ပြက်စီးသွားတယ်လို့သိရပါဗါးညကတိုက်ပွဲဖြစ်တယ်မနက်အစောပိုင်းမှာတရားကျိုးသွားတယ်တရားကဘီလင်းမြို့နယ်ထဲမှာပါတာအခုကကားတွေကဖြတ်လို့မရတော့ကားတွေတန်းစီနေတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါဗါးအဲ့ဒီတရားဟာ2023ခုနှစ်ဇွန်လ26ရက်နေ့မှာပထမအကြိမ်မိုင်းခွဲခံရတဲ့အတွက်တရားဟာပြက်စီးသွားခဲ့ပြီးအခုတခါ ဒုတိယအကြိမ်အဖြစ်နဲ့မိုင်းခွဲခံရခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာမြန်မာ MOU အလုံသမား69ဦးကိုပို့ဆောင်ခဲ့တဲ့ဖြူမြစ်တာအေဂျင်စီကတရားဝင်ချုပ်ဆိုထားတဲ့စာချုပ်ထဲမှာပါတဲ့အလုံမဟုတ်ပဲဆောက်လုပ်ရေးအလုံကျမ်းများကိုပို့ဆောင်ပြီးတော့အလုံသမားများနဲ့အေဂျင်စီကြားမှာပြဿနာတွေဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ထိုင်းနိုင်ငံကိုနှစ်နိုင်ငံတရားဝင် MOU စာချုပ်နဲ့အလုလာလုပ်တဲ့အလုသမား69ဦးဟာအေဂျင်စီဝန်ဆောင်ကအများပြပေးပြီးတော့ထိုင်းနိုင်ငံကိုလာရောက်ခဲ့တော့လဲစာချုပ်ထဲမှာပြောထားတဲ့အလုနဲ့အမှန်တကယ်ရရှိတဲ့အလုကွဲပြားနေပြီးတော့ပို့ဆောင်ခဲ့တဲ့ဖြူမြင့်တာကမ္ပဏီနဲ့ပြဿနာတွေဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါဗျ။မေလ6ရက်နေ့ရန်ကုန်ကနေထိုင်းနိုင်ငံကို MOU စာချုပ်နဲ့ရောက်ရှိခဲ့ပြီးတော့စာချုပ်ချုပ်စင်ကအလူမီနီယံထုတ်လုပ်တက်စင်နဲ့လုပ်ငန်းလုပ်ကင်ဖို့အတွက်သဘောတူညီခဲ့ကြတယ်လို့သိရပါဗျ။သို့တော့ ထိုင်းနိုင်ငံကိုရောက်ချိန်မှာအလုတ်ကျမ်းများစောက်လုပ်ရေးလုပ်ငန်းခွင်များကိုပို့ဆောင်ခြင်းခံခဲ့ရတယ်လို့သိရပါဗျ။စာရာပူလီခရိုင်ထိုင်းမလေးနယ်စပ်မှာရှိတဲ့စောက်လုပ်ရေးလုပ်ငန်းခွင်လန်ဒရာစိုက်ထဲကိုတန်ញန်းဆင်ဖို့ကျွန်တော်တို့ကိုပို့ဆောင်ခဲ့ပါတယ်။ကျွန်တော်တို့နီးတူကျန်တဲ့အဖွဲ့အားလုံးကိုလည်းတောထဲကစောက်လုပ်ရေးလုပ်ငန်းခွင်တွေကိုပို့ခံရတယ်ဆိုပြီးတော့ကျွန်တော်တို့နဲ့ဆက်သွယ်လာပါတယ်။အဖွဲ့အားလုံးကစမတ်ကတ်ထဲကတီနီယာနဲ့အလုံးမဟုတ်တဲ့အတွက်သက်ဆိုင်ရာအေဂျင်စီကော်မတီပိုင်ရှင်ဒေါ်နန်းဖြူဖြူဝင်းကိုဖုန်းနဲ့အကြောင်းကြားခဲ့ပါတယ်။ လာမဖြေရှင်းပေးပါဘူးလို့လုံသမားတူကပြောကြားထားပါတယ်မြန်မာနိုင်ငံကဖြူမြင့်တာကမ္ဘာနေပိုင်ရှင်ဒေါ်နန်းဖြူဖြူဝင်းကလက်ရှိမှာထိုင်းနိုင်ငံကိုရောက်ရှိနေတော်လဲအလုံသမားအရေးကိုလာရောက်ဖြေရှင်းပေးခြင်းမရှိဘူးလို့သိရပါတယ်အလုံသမားများဟာအလုတ်ခွင်ကိုရောက်ပြီးတော့လေးရက်မြောက်နေမှာထိုင်းအလုတ်ရှင်တတိကအလုတ်ကိုမလုတ်ချင်ရင်မနေနဲ့လို့ပြောပြီးတော့မောင်းထုတ်ခဲ့တဲ့အတွက်လက်ရှိမှာအလုံသမားများဟာနေစရာစားစရာအခက်အခဲများကိုကြုံတွေ့နေရတယ်လို့သိရပါတယ် ထိုင်းရောက်မြန်မာအလုံသမားများအရေးကိုစောင့်ရွက်ပေးနေတဲ့အဖွဲ့များဖြစ်တဲ့ WAF အဖွဲ့နဲ့ AAC အဖွဲ့များထံကိုတိုင်ကြားထားကြကြောင်းအလုံသမားများထံကနေပြီးတော့သိရပါဗျ။ဝင်ဆောင်ကားတွေအစမတန်ယူထားတယ်ဗျ။လေရင်လက်မှတ်ခကို9သိန်းခွဲတီးတန့်ထပ်ပေးရပါတယ်။လှုပ်စာချုပ်ကတအူးကို3040စီပေးရပါတယ်။သူတို့ဘက်ကဘာမှတာဝန်ယူမပေးဘဲနဲ့ကျွန်တော်တို့ဘက်ကပဲ AAC နဲ့ပြည့်ပြည့် WAG နဲ့ပြည့်ပြည့်နားလည်တဲ့သူတွေနဲ့ထိုင်းနိုင်ငံမှာဖြည့်ရှင်းဖို့အကူအညီတောင်းထားရပါတယ်လို့လုံသမားတအူးကပြောဆိုထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ပေါတော်မြို့နယ်တောင်ဦးမော်ကြီးရွာကိုမေလ10ရက်နေ့ကစစ်ကောင်စီကလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ညနေ9:00နာရီဝန်းကျင်ကမှစစ်တွေမှာရှိတဲ့စစ်ကောင်စီတပ်ရင်းနဲ့ရေတပ်တို့ကနေပြီးတော့ပစ်ခတ်ခြင်းဖြစ်ပြီးကြီးရွာအနီးပတ်ဝန်းကျင်ကိုကြက်ရောက်ပောက်ကွဲခဲ့တယ်လို့ကြီးရွာသားတအုပ်ကပြောပြခဲ့ပါတယ်။၁၁လုံးလောက်ကိုပစ်ထားပြီးပါပြီ။ရွာကိုပဲဥတီပြီးတော့ပစ်နေတယ်လို့ထင်ရတယ်။စစ်တွေမှာရှိတဲ့တပ်ကရော Navy တွေကပါပစ်နေတာပါ။ရွာထဲကနေအိမ်တွေမှာလက်နက်ကြီးစားတွေကြတာရှိပါတယ်။ ရွာနီးဝင်းကျင်ကသာသနာအဆောက်အုံတွေမှာလဲကြထားတာတွေရှိတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်။တောင်ဦးမော်ကျေးရွာဘက်ကိုစစ်ကောင်စီဘက်ကပြီးခဲ့တဲ့ AP လကစပြီးတော့လက်နက်ကြီးများနဲ့မကြခဏပစ်ခတ်မှုရှိပြီးတော့ AP လ25ရက်နေ့ကလည်းရေထက်ကနေပစ်ခတ်မှုကြောင့်တောင်ဦးမော်ကျေးရွာသား3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကအခုလိုမျိုးလက်နက်ကြီးများနဲ့ပစ်ခတ်နေခြင်းကြောင့်ကျေးရွာသားများဟာထိတ်လန့်စိုးရိမ်လျက်ရှိတယ်လို့ရွာသားတွေကပြောဆိုခဲ့ပါတယ်။တမင်တက်တက်ကိုရည်ရွယ်ချက်နဲ့ပြစ်နေတာလို့ပဲတွေးမိပါတယ်။လက်နက်နဲ့ချင်းချောက်တာမျိုးဟာ အထီးကိုက်တွေလည်းရှိထားတော့ရွာကလူတွေကတော့တော်တော်ကိုထိတ်လန့်နေကြတယ်လို့ပြောဆိုခဲ့ပါတယ်။တောင်ဦးမော်ကြေးရွာဟာအိမ်တော်စု80ကျော်နေထိုင်တဲ့ကြေးရွာတစ်ခုဖြစ်ပြီးတော့လက်ရှိမှာတခြားမြို့ရွာများမှာစစ်ဘေးရှောင်များလည်းနေထိုင်လျက်ရှိတယ်လို့သိရပါတယ်။အေအေရဲ့ထိန်းချုပ်နယ်မြေဖြစ်တဲ့ပေါတော်မြို့နယ်ကိုစစ်ကောင်စီတပ်ကစစ်ရေရင်နဲ့စစ်တွေမှာရှိတဲ့အထိုင်ချတပ်စခန်းများမှာလက်နက်ကြီးများနဲ့မကြာခဏလှမ်းပြီးတော့ပစ်ခတ်လျက်ရှိနေပြီးအခုလိုမျိုးပစ်ခတ်မှုကြောင့်တိမ်းရှောင်နေရတဲ့ကြေးရွာတွေလည်းအများပြားရှိနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ